ဝိတ်လျှော့တာတို့ဝိတ်ချတာတို့ဆိုလို့ရှိရင်ဘာရီစားလဲ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 ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့ weight ချိန်းတာတို့ weight short တာတို့ဆိုရင်အခုလိုမျိုး calorie လုံးဝမပါဝင်တဲ့အစားအစာလေးတွေပြင်ဆင်ချက်ပြုတ်စားတော့ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်စားနေကြပုံစံတစ်မျိုးဖြစ်တဲ့စီမသက်ပဲနဲ့ချက်ရတဲ့ပဲမုံမွေးငါးလေးချက်စားပါမယ်အဲ့တော့အားလုံးပဲလိုက်ကြည့်ပေးကြပါဦးခင်ဗျာ ဒီနေ့မှာတော့ကျွန်တော်ကငါးပြုတ်ရည်လေးအစင်သိရှိတာမို့လို့ငါးပြုတ်ရည်လေးကိုပဲအသုံးပြုလိုက်ပါတယ်ငါးပြုတ်ရည်တွေကိုစနွှဲလေးနဲ့ငယ်ထည့်မယ်ထညာခဲလေးတစ်လုံးထည့်မယ်ပြီးတော့ငရုတ်သီးစိမ်းလေးလေးငါးတော့ရဲ့ကြက်သွန်ပြူဂျင်းတို့ကိုညက်အောင်ထောင်းပြီးတော့ခုနကတော့ငါးပြုတ်ရည်တွေကိုထည့်လိုက်ပါမယ် ဒါလီကတော့ကျွန်တော်ဒီလိုမျိုးဟင်းရည်လေးတွေချက်လို့ရှိရင်အလွယ်တကူသုံးလို့ရအောင်လို့ငါးလေးတွေပြုတ်ပြီးအယိုးနှွင်ပြီးတော့ရေခဲတက်တာခဲကန်းထဲမှာထည့်ထားတာပါဒီနေ့မှာတော့ဒီငါးပြုတ်ကလေးလက်ရှိလို့ထည့်လိုက်တာပါမထည့်လည်းရပါတယ်ခင်ဗျာပဲမှုန့်နေနေပဲချက်လဲစားလို့ကောင်းပါတယ်ပြီးရင်တော့ပဲအကြက်မှုန့်နှစ်စုံမမောက်လောက်ထည့်လိုက်ပါမယ်ကျွန်တော်ကတော့ဒီနေ့ငပြင်းကြပြီးတော့ဒီတိုင်းမဲ့ခတ်ပြီးထည့်လိုက်တာအစီအစီတွေဖြစ်ကုန်တော့တိုင်တွေပတ်ကုန်ရောအမှန်ဆိုရေဖြော်ပြီးတော့ထည့်ရမှာပါအရာသာအတွက်ကိုတော့အချို့မဟုတ်နည်းငယ်အသုံးပြုပါမယ်ပြီးရင်တော့ငံပြာရေလေးပောက်ပြီးထည့်ပြီးလိုက်ပါမယ်ခင်ဗျာ အခုလိုမျိုးဟင်းရည်စုပွက်လာပြီဆိုလို့ရှိရင်တော့ကြက်ဥလေးတစ်လုံးခောက်ပြီးတော့ဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါမယ်။ကျွန်တော်ကတော့ပြစ်ပြစ်ကလေးစားခြင်းတဲ့အတွက်ကြက်ဥလေးတစ်လုံးအသုံးပြုတာဖြစ်ပါတယ်။ကြက်ဥမထည့်လဲရပါတယ်။ထည့်ရင်လည်းပိုကောင်းပါတယ်။ကဲအခုဆိုရင်တော့မြင်တဲ့အတိုင်းပဲတော့ကျွန်တော်ရဲ့ပဲမှုမဝင်းကားလေးကရနေပါပြီ။စားလို့ရနေပါပြီ။ဒါပေမဲ့ကျွန်တော်ကကြက်သွုံဥလေးထပ်ထည့်လိုက်အောင်မယ်။ကြက်သွုံဥလေး၄50လုံးလောက်ခွန်နှွာပြီးတော့ထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ ဒီချက်သွုံဦးလေးတွေနူးပြီဆိုလို့ရှိရင်တော့ဒီမွင်ကစားလို့ရပါပြီခင်ဗျာအခုလိုမျိုးလေးချက်စားကြည့်ပါငရုတ်သီးစင်းလေးလည်းပါတော့လေသူကပူပူလောင်လောင်လေးပေါ့နော်ပြီးတော့ကျွန်တော်ထက်ပြီးတော့ငရုတ်ကောင်းမှုတ်ကလေးပါထည့်လိုက်ပြီးဆိုတော့အပါရှူရှဲပွင့်ထွက်လေးပေါ့နော်အရန်လည်းမဆက်ပါဘူးနော်ငရုတ်သီးစင်းကတော့ဆက်ကြီးလိုလိုထည့်တာတော့မဟုတ်ပါဘူးဒီလိုလေးပဲပူပူလေးစားခြင်းလို့ပေါ့နော်အဲ့လိုမျိုးလေးငရုတ်သီးစင်းလေး၄၅ထောက်လောက်ထည့်တာဖြစ်ပါတယ် ကဲဒီမှာကြည့်ပါအောင်ကျွန်တော်ရဲ့ဘဲမုံမွေးငါးစားလို့ရပါပြီခဗျာဒီမွေးငါးဟင်းအရာလေးလုံးဝကယ်လိုရီမပါဝင်မဲနဲ့စီလဲတတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်စီလဲမပါဘူးပေါ့နော်အဲ့တော့ဝိတ်ချတဲ့လူတွေဝိတ်လျှော့တဲ့လူတွေအတွက်အစားသုံးဖို့အတွက်အထူးသင့်လျော်တဲ့မွေးငါးလေးတစ်မျိုးပါပဲခဗျာမွေးငါဆိုလို့မင်းဟာမွေးငါပကြီးနဲ့စားမှမဟုတ်လို့ဝိတ်ကတက်မှာပဲမဟုတ်ဘူးလားအဲ့လိုမျိုးမေးစရာရှိတယ်ဒါပေမဲ့ကျွန်တော်ကမွေးငါဘက်နဲ့စားမှမဟုတ်ပါဘူးဝါဟုကြာဆန်ဘက်နဲ့စားမှဖြစ်ပါတယ်ခင်ဗျာ ်ဝါဥကြာဇံဘက်ကိုမိမိစားနိုင်တဲ့လောက်တပွဲစားထည့်မယ်ပြီးရင်တော့ချက်သွွန်ဖြူစီချက်ကိုလေးစီမပအောင်လို့ချက်သွွန်ဖြူအဖက်ကလေးတွေပဲဆယ်ပြီးတော့ထည့်လိုက်ပါမယ်မထည့်လဲရပါတယ်ကျွန်တော်ကချက်သွွန်ပြူစီချက်ကိုမွေးငါစားရင်ထည့်စားရတာကြိုက်လို့ပါအဲ့ဒါတော့ချွင်းချက်လေးပေါ့နော်အဲ့တော့စီလေးမပအောင်လို့တော့စစ်ပြီးထည့်လိုက်ပါတယ်ပြီးတော့ပဲသီးထည့်မယ်ငြူသီးမုတ်ထည့်မယ်ဟင်းရည်ထည့်မယ်တံမြာသီးလေးပါတစ်ချမ်းညှစ်ချလိုက်မယ်ကဲကုတ်ပြီပေါ့ဗျာကဲလူမျိုးလေးလုတ်ပြီးတော့စားရပါလို့နော်ဒီမှာ ဝါဥကြံဖက်လေးနဲ့ခုနလိုစီမတက်ပဲချက်ထားတဲ့မွင်းကဟေးနဲ့အဲ့လိုစားတာပါဒါကြပါအောင်ကျွန်တော်တော့မနှက်စာအခုဒီမစားသေးလို့ဆွဲပြီနော်ဝိုးဟွန်းဒီမွေးငါးလေးငါးပြုတ်မရှိလို့မထည့်လဲရရအောင်เนาะပဲမုံနေပဲချက်လို့ရတယ် ါကမွေးငါးဘက်အစားဝါဟုကြာတန်ဘက်ဆိုတော့လေသူကကယ်လိုရီလည်းလုံးဝမပါတော့ဘူးပေါ့နော်။ဘာကျွန်တော်ချက်သုံးဦးလေးတွေနဲ့တရားချက်ထားတာဟဲ့ဟဲ့။အဲ့လိုမျိုးပဲကျွန်တော်လုပ်ပြီးတော့စားလေးစားတာရှိပါတယ်။အဲ့လိုလေးလိုက်ချက်စားကြည့်ပါ။တကယ်လို့ weight ထိန်းကျင်တဲ့လူ weight တွေညာလို့ short ကျင်တဲ့သူဆိုရင်လေဒီမျိုးတွေစားပါစီလို့ကယ်လိုရီပဲနော်။အင်းဒီဝါဟုကြာတန်ဘက်ကလေ သုံးတက်ရင် तू ကအမျိုးစုံလို့စားလို့ရတယ်ကြော်စားလို့လည်းရတယ်အခုလိုမျိုးမွန်ငါဘက်လိုမျိုးလည်းစားလို့ရတယ်อืม ဒါဒီနေ့မနေ့စာနေ့ကင်းစာကြာလို့ရှိရင်ကြာတန်ချက်ပဲကြာတန်နဲ့ချက်ထားတာရှိတယ်အဲ့ဒါစားလို့ရတယ်ကစုံဥပြုတ်ထားတယ်အဲပြီးတော့နောက်နောက်တစ်ခုထပ်လုပ်ပြအောင်မယ်နော်အဲ့ဒါကြတော့ကျုံနံပြဖုတ်ပြီးတော့ပဲပြုတ်နဲ့စားတာအဲ့ဒါလည်းရှိတယ်အဲ့ဒါလည်းကျွန်တော်အဲ့လိုစားနေကြပါတော့မနေ့စာတို့နေ့ကင်းစာတို့ပြီးတော့တုတ်ဟူးကြိုးပြီးတော့တုတ်ဟူးတုတ်စားတယ်ပြီးတော့ဟင်းရွက်စီနဲ့ကြော်ပြီးတော့အချင်းလေးနဲ့တုတ်စားတယ် ျွန်တော်နားမှာဒီနေ့ညပွဲရှိရတဲ့ပွဲစင်းနဲ့လိုက်ဖို့ပြရမလားပွဲစင်းနဲ့မဟုတ်တော့စားလို့မရဘူး first in လုံးနေတော့ပွဲစင်းမသွားကြရတာလည်းကြာပြီနော်တစ်တိုက်ဆက်တိုင်းပွဲလာဖြစ်နေဟာကျွန်တော်ရမနက်စားပါယူဒီမုတ်တူလေးအဲ့လိုအညာတွေပါရင်မကြိုက်ဘူး ရမ်းမုံဝိတမလောဘကြီးဆိုတော့လဲနော်ကိုယ့်အကူပြန်မှန်းခံပြီးတော့လော်ကျိတ်မှာပဲအဲ့လိုကြီးကင်းရှင်းရှင်းစားကဲကုန်ပြီကဲအားလုံးပဲကျေးဇူးပါတက်တာဘိုင်း